ခရမ်းတီးကိုကိုယ်တိုင်ဆိုက်ကြမယ်ဝယ်စားရင်ပတ်စံကုန်တယ်ခရမ်းတီးပြုပင်ကို ပြိုးပောင်တဲကနေပြိုးအိတ်ကိုပြောင်းဆိုက်ကြမယ်ဒီလိုပြုလုပ်ခြင်းက အပင်ကြီးထွားမှုကိုအထောက်ကူဖြစ်စေပါတယ်ရိုးထားတဲ့အပင်ကမြေကြီးပေါ်ချဆိုက်လို့ရတဲ့အနေထားရောက်ပြီဆိုရင်တော့ဆိုက်မယ့်နေရာကိုမြေတူးပြီးအပင်ကို စနစ်တကျဆိုက်ဖို့လိုအပ်ပါတယ်ဆိုက်ပြီးရင်တော့မြေစီကျွေးတာတို့ပိုတက်ဆေးပက်ပြန်းတာတို့ရေလောင်းပေးတာတို့ကိုပြုလုပ်ရမယ်ဒါမှအပင် ပုံမှန်ကြီးထွားလာမှာဖြစ်ပါတယ်အပင်တွေတက်မာပြီးမေးနှက်အောင်ဆွေးဆိုနေပါတယ်ရေကြီးပေါ်ဆိုက်ပြီးတလကြော်တဲ့အချိန်မှာပွန့်ပွန့်လာပါပြီးအပွန့်တွေကိုပိုးမဖြစ်စီအောင်ကျူးဆက်ရပါမယ်ဖြစ်နိုင်ရင်ပေါင်းရှင်းနာတို့ကိုပြုလုပ်ပေးရပါမယ်မြက်ပြင်မှာနေတဲ့ပိုးတချို့ကအပင်ကိုဖျက်ဆီးတတ်ပါတယ်နလားလောက်ဆိုရင်တော့အတီးတီးလာပါပြီးကုမိသားစုစားဖို့အတွက်မြေနေရအများကြီးမလိုပဲအခုလိုမျိုးဆက်ပြုတ်လို့ရပါတယ်အချိန်နှစ်လသုံးလလောက်ဆိုရင်အတီးကိုခိုးစားလို့ရပါတယ် ဆိုင်တဲ့နီးကအရန်လွယ်ပါတယ်အပင်ဆိုင်ဝါသနာပါတယ်ဆိုရင်တော့ဒီနီးကိုသုံးပြီးစမ်းသပ်ဆက်ပြိုးနိုင်ပါတယ်အခုဆိုရင်တော့အတီးခူးလို့ရတဲ့အရွယ်ဖြစ်တဲ့အတွက်အတီးကိုခူးလိုက်ပါပြီလက်ဆက်ပြီးအာဟာရပြည့်စုံတဲ့ဒီနံတွေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်